အားလုံးမင်္ဂလာပါရှင်စနေကွက်ကင်ပလမနည်းပြီးတော့ကြိုးစားလိုက်ပါလေဒီနေ့လေးမှဆိုလို့ရှိရင်တော့အာမိမိတို့အိမ်မှာပေါ့နော်သမင်းစားတောက်တဲ့အခါမျိုးမှာသမင်းလုံးဝမင်းစီမဲ့ကိုင်းခင်းကျင်တဲ့ငပီချက်လေးကိုညီမအရသာရှိအောင်ချက်ပြသွားပေးပါမယ်အဲ့တော့အဆင်ဆင်ဘလိုလေးလေးချက်သွားမယ်ဆိုတာကိုဆက်လက်ပြီးတော့ကြည့်ရှုပေးကြပါအောင်နော်ပထမအဆုံးတိုင်းခင်းချင်းတင်ကပိချက်လေးချက်ဖို့အတွက်စီတက်ဖို့လိုပါတယ်အဲ့တော့မီကလောက်လေးဖွင့်ပြီးတော့စီလေးအရင်ဦးရဲကိုထည့်ထားလိုက်ပါမယ် စီလီထည့်ပြီးဆိုလို့ရှိရင်တော့စိတ်တဘူကျဆွေးနွေးမောင်းလေးထည့်ပါမယ်စီဘူလာပြီးဆိုလို့ရှိရင်တော့စိတ်တဘူကျစက်တုံဖြူနဲ့စက်တုံနဲ့ထောင်းနာလေးကိုဝယ်ရုံထည့်ပါမယ်အိမ်မောင်ကြီးထဲကနေ ောက်စီတတမှုလိုက်ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်။ကန်ခင်းခြင်းဒီလေးကိုလုံးဝအောင်ပေါ့နော်။မထူမပါတဲ့အနေထားလေးနဲ့လီထားပါရက်။အဲ့တော့ပူလီထားတဲ့ဟာလေးကိုပူလီတဲ့ကိုထည့်လိုက်ပါမယ်။ဒီတခြားလေးနဲ့ကောင်းချင်စီခက်လေးတွေကိုလုံးလို့ဆိုလို့ရှိရင်တော့အရာတော်ဝင်မှုအကျဉ်းချူမလေးထည့်ပါမယ်။အားလေးထည့်ပါရဲ့။ တိုင်းလေးထည့်ပါတယ်။မပိချက်ချက်လို့ရှိရင်ငပမဖြစ်နဲ့အရေးကြီးရေပေါ့နော်။ငပိစင်ကားလေးလည်းထည့်ဖို့လိုပါတယ်။အဲတော့ငပိစင်ကားကိုဆိုလို့ရှိရင်အခုပေါ့နော်။တခါလေငပိစင်ကားအခဲပေါ့နော်။အရင်ဖြော်ပြီးတော့ခါလေးလောင်းထည့်ထားပါတယ်။အဲတော့ငပိစင်ကားထည့်ပြီးလို့ရှိရင်နော်။ငပိချက်ထည့်ထည့်ဖို့အတွက်ပစင်ကားလေးထည့်ပါမယ်။ ဒီချက်ထဲမှာမဖြစ်မနေအောင်ပါမယ်ပေါ့နော်။ငွေပြီးစင်းလေးပေါ့နော်။အဲ့တော့ငွေတီးရတော့မိမိစားနိုင်တဲ့အစက်ပေါ်မှာဝင်ကြည့်ပြီးတော့အနည်းအများခွဲပြီးတော့ထည့်လိုက်ရပါမယ်။ဒါတော့ဆက်စလေးမျိုးလို့အများလေးထည့်ထားပါတော့။နော်အစာပလာလေးထည့်ပြီးပြီဆိုလို့ရှိရင်နော်ဒီချာလေးမျှအောင်ပြလိုက်ပါမယ်။ ဒီဒီစစလေးမြေပြတာမျိုးဆိုလို့ရှိရင်တော့ခင်းစီဖက်လေးမျိုးကိုအတွက်ပေါ့နော်ရှင်လေးထည့်ဖို့လိုပါတယ်ရှင်တန်လေးထည့်ပါတယ်အခုထည့်လိုက်တဲ့ရေတက်နေပမာဏကတဖြည်းဖြည်းနဲ့ပေါ့နော်စူပွက်ပြီးတော့နင်းငယ်ခန်းသွားတဲ့အချိန်လေးရအောင်နော်မပြီးချက်လေးကြောင့်အချိန်လေးစောင့်မှုလိုပါတယ်အခုဆိုရင်တော့တိုင်းခင်းချင်တဲ့ငွေပြချက်လေးချက်တာပေါ့နော်ရလာတက်နေတာဖြစ်နေပါပြီသူရဲ့အပေါ်မှာချက်ပြီးတော့ပေါ့နော်ချက်ပြီးတော့ထည့်မယ်နည်းနည်းလေးကိုလည်းထည့်ထားတယ်ဦးလေးကိုထည့်လိုက်ပါမယ် အမပီချက်တဲ့ကိုထည့်ရမယ်နည်းနည်းမင်းလေးကိုလည်းအဆုံးတက်နေတဲ့ချက်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့အပီချက်လေးရတော့ထမင်းမင်းစီဖို့အတွက်စားဖို့စဉ်းသက်နေထားရမှာဖြစ်ပြီးတော့ဒီတော့မပီချက်လေးကိုပြင်ဖို့အတွက်ဒီကနေ့လေ့ကျင့်လိုက်ပါမယ်ရှင်ဒီနေ့မှာဆိုရင်တော့ညီမချက်ပြပေးခဲ့တဲ့ကိုင်းခင်းချင်းဒီငပီချက်လေးရတော့ပြီးသွားပြီဖြစ်ပါတယ်။မိမိတို့အိမ်မှာ ကန်ခင်းချင်းတင်းငပိချက်လေးကိုပေါ့နော်ညီမချပြတဲ့ပုံစံလေးအတိုင်းချက်မယ်ဆိုလို့ရှင်လည်းပို့ပြီးတော့လက်ကိုအဆင်ပြေစီမှာပါဗီဒီယိုခင်းချင်းတင်းနဲ့ချက်ရင်လည်းရပါတယ်ပေါ့နော်ကန်ခင်းချင်းတင်းနဲ့အဓိကချက်ရခြင်းကတော့ကန်ခင်းချင်းတင်းရကြတော့အချင်းချက်လေးပါတဲ့အတွက်ကြောင့်မလို့ပါငပိချက်ချက်တဲ့အခါမှာအချင်းချင်းဆက်ဆက်လေးအရာသားမျိုးပို့ပြီးနှစ်သက်သက်သူဆိုလို့ရှိရင်ပေါ့ဘိုင်းခင်းချင်းတီကိုရွေးပြီးတော့ချက်တာကပို့ပြီးတော့အဆင်ပြေလို့ညီမကတော့ပြောချင်ပါတယ် ဒီနေ့ဗီဒီယိုလေးကိုလည်းအစားဆုံးလေးပဲကြည့်ရှုပေးခဲ့ကြတဲ့သူတယောက်ကိုအားလုံးကိုအများကြီးပဲတင်ရှိပါရနော်အဲ့တော့မိမိတို့အိမ်မှာကိုညီမထွက်ပြပေးရတဲ့ပုံစံလေးအတိုင်းတူးစရာလေးရင်းနဲ့တွေ့ပတ်စာသုံးမယ်ဆိုလို့ရှိရင်တော့မပြီးချက်လေးရဲ့တူးစရာလေးရဲ့ဆိုရင်တော့သမင်းမိလေးမှာတည်ကြပါပဲရှင်။ဒီနေ့အတွက်ညီမရဲ့ဗီဒီယိုလေးကိုလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့တူးတောက်ချင်တဲ့အားလုံးလည်းကျေးဇူးအများကြီးပဲတင်ရှိပါရရှင်။ Love you all